ဒီပြပြအေးနဲ့အဖြူရောင်ဂျယ်လီလိုမျိုးမဟုတ်ကဘယ်ကနေရလာတာလဲတကယ်တော့ဒီတဘာဝဂျယ်လီရတာမဟုတ်ကတရုတ်နိုင်ငံတောင်ပိုင်းကငပြောပင်စီတွေကနေပြုတ်လုပြီးမှရလာတာဖြစ်ပါတယ်။နွေရာသီရောက်တဲ့အခါလေသမားတွေကနေအသေးသေးသားငပြောပင်စီအောက်ခြေတွေကိုတူးဖော်ကြပါတယ်။ပြီးရင်တော့သူတို့ကနေပင်စီရဲ့မှာကြောတဲ့အပြင်ခွန်ကိုခွာပြီးတာနဲ့တေချာဆေးကြောရပါတယ်။ပြီးတာနဲ့အပိုင်းတိတိလေးတွေဖြစ်အောင်လှိပြီးတော့ရေတန်းထည့်ပြီးတာနဲ့ရိုးရာကြောက်စုံနဲ့ကြိတ်ချပါတယ်။ ။အဲဒီနောက်မှာတော့ရလာတဲ့မုန်နှစ်တွေကိုပိတ်စအဖြူနဲ့စစ်ထုတ်ပြီးတော့အရေးတန်းတန်းရလာအောင်လုပ်ပါတယ်။ရလာတဲ့အရေးတွေကိုတ냐တိတိထားပြီးသွားတဲ့အခါမှာတော့အပေါ်ကအရေးတွေကိုသုံးပြီးတော့အောက်ခြေမှာစုနေတဲ့ဂျယ်လီလိုအနှစ်တွေကိုယူရပါတယ်။အဲဒီနောက်မှာတော့ရေတန်းထက်ထက်ပြီးတင်းချောင်းမှွေပြီးမှအိုးရဲကိုထည့်ပြုတ်ရမှာပါ။ချီလင်ပြောင်ချောသွားတဲ့အထိပြုတ်ပြီးပြီဆိုရင်တော့၃နာရီအရေးခံထားလိုက်ရင်အရသာရှိတဲ့သဘာဝဂျယ်လီရပြီပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကွမ်စီဒေတာမှာတော့အများသောအားဖြင့်ဂျယ်လီခေါက်ဆွဲလုပ်ပြီးမြေုပ်သီးနှဲငယ်ထည့်ပြီးစားသုံးကြပါတယ်။နွေရာသီမှာလက်ဆက်ပြီးအရသာအလွန်ရှိတဲ့စားသောက်ဖြစ်ပါတယ်။ဒီမုတ်ကိုအချိုပွဲလိုမျိုးနဲ့စားလို့ရတာဖြစ်ပါတယ်ပရိသတ်ကြီးရှင်။